မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာကဒီခါတော့2025ခုနှစ်မတ်လ21ရက်နေ့ကနေလာကုန်အထိတနင်္လာသာသမီမိတ်ဆွေတွေအတွက်ဆရာကကြည့်ပေးမှာဖြစ်တယ်တနင်္လာသာသမီမိတ်ဆွေတွေပြီးလို့အခုတနင်္လာလည်းရောက်ပြီတနင်္လာသာသမီမိတ်ဆွေတွေအားလုံးဆရာကိုဒီဗီဒီယိုလေးကို share ပေးသွားကြပါဦးအသေးလေးနဲ့နှိပ်ပေးသွားကြပါဦးကျေးဇူးတင်ပါတယ်တနင်္လာသာသမီမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ရင်ထဲမှာလက်ရှိမှာ အောင်မြင်ခြင်းနေအလိုရှိနေတယ်များစွာနော်တကယ်ကိုဖြစ်တည်ခြင်းနေတာကိုကမပြီးသေးဘူးဆန္ဒကြီးစောပြီးတော့ဒါကိုဖြစ်ခြင်းနဲ့စိတ်ကြီးများစွာဖြစ်ပေါ်နေတာမျိုးဒါကိုမဖြစ်မနေငါအရာကိုရရှိရမယ်ရကိုအောင်ကိုအောင်မြင်ရမယ်ဆိုပြီးတော့မိမိလုပ်တဲ့အပေါ်မှာ confidence အပြည့် level အပြည့်မိမိရဲ့စိတ်ဆန္ဒပြင်းပြမှုအပြည့်ဖြစ်နေတယ်တကယ်ကိုလည်းလှုပ်ယူရင်ကောင်းတယ်ဆိုတဲ့ကံမျိုးဖြစ်တဲ့အတွက်မိတ်ဆွေလက်ရှိရှိနေတဲ့ကံဟာလက်ရှိရဲ့မိမိရောက်ရှိနေတဲ့ကံဟာတည်ကြတယ်အောင်မြင်မှုတွေရရှိမယ်ရှေ့ဆက်လှုပ်ဆိုတော့ ကာလအဆုံးဖြတ်ကိုရောက်ရှိနေသောကာလကိုကိုကိုယုံကြည်မှုတွေများစွာရှိနေသော ကာလဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့ကြားမှာရည် ကျမကြီးနဲ့ပတ်သက်လာရင်တော့မိမိအနေနဲ့ခီးသွားရတာမျိုးလေးလှုပ်လိုက်တာမျိုးကျမကြီးနဲ့ပတ်သက်ရင်ဆရာသမားအပြောင်းလဲစီးဝါပြောင်းလဲလေးတွေကုလိုက်လို့ရှိရင်ကျမကြီးနဲ့ပတ်သက်လာရင်ငါကကနာတာရှိဖြစ်နေတဲ့ကျမကြီးတောင်တဖန်ပြန်ပြီးတော့ကောင်းမွန်လာတာမျိုးလေးဖြစ်ရတတ်တယ်အထူးသဖြင့်အမျိုးသမီးများအနေနဲ့ကတော့အသွေးသားနဲ့ပတ်သက်တော့ကျမကြီးလေးတွေကယူဆိုင်ပါအမျိုးသမီးတွေဖြစ်တတ်တဲ့အမျိုးသမီးယောဂါလေးတွေနဲ့ပတ်သက်လာရင်တတိထားစင်ကျင်ရန်လိုအပ်ပါတယ်အမျိုးသားများအနေနဲ့ကတော့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့မောင်းနေတဲ့အခါမှာအတတ်နိုင်ဆုံးလောလောလောမမောင်းပါနဲ့တတိထားစင်ကျင်ပါကယူဆိုင်ပါအဲ စနလိုထိခိုက်ချနာမှုလေးတွေစိတ်မထင်မမထင်တယ်လို့ဖြစ်တတ်တော့ကလာကြောင်းတတိထားစီရင်ရလိုအပ်ပါတယ်။ငွေကြေးငွေကြေးနဲ့ပတ်သက်ရင်တော့လက်လွန်ထားတဲ့ငွေကြေးတွေပြန်မရတာမျိုးလေးတွေဖြစ်စေငွေကြေးနဲ့ပတ်သက်ရင်ကိုယ့်လက်ထဲမှာမရဘဲနဲ့လုပ်ငန်းကြောင်းအလုပ်ကြောင်းမိသားစုကြောင်းအိမ်ကြောင်းဆိုပြီးငွေကြေးနဲ့ပတ်သက်ရင်ရင်းနှီးရတာမျိုးတွေဝင်တော့ဝင်တယ်လက်ထဲမှာပြအားစရာမရှိတာမျိုးငွေကြေးနဲ့ပတ်သက်ရင်ရှိတော့ရှိတယ် တကယ်တမ်းလက်ထဲမှာကြရစရာမရှိဘူးနမိခံပဲရှိနေတာမျိုးငွေကြီးနဲ့ပတ်သက်ရင်လိုတာထပ်ပို့ပြီးတော့ရင်းနှီးလိုက်ရတာမျိုးတွေဒီကြောင့်စိတ်တိုင်းမကြတာမျိုးငွေကြီးနဲ့ပတ်သက်ငွေမတ်မေငွေခင်တို့မတ်ရွှေခင်တို့ကတော့လက်ရှိမှာတော့ငွေကြီးပြတ်ဆရာလို့ဖြစ်နေပြီတဲ့ငွေပြရင်အသက်ရှူပြီးကြက်လာတတ်တယ်လို့ဖြစ်တတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်တို့တော့စိုးရိမ်စရာတော့မလိုဘူးအောင်မြင်မယ်အဆင်ပြေမယ်တိုးတက်မယ်မိတ်ဆွေတို့နဲ့ဒီအပတ်တာတော့ဒီမှာငွေကြီးနဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်အဲယဉ်ထိထားတဲ့ငွေကြီးတွေဟာတချိန်ကျရင်ပြန်လဲကောင်းမွန်လာလိမ့်မယ်လက်ထက်မှာတော့ငွေဟာမမြဲတာမျိုးငွေဟာ အဲယင်းဤထာလို့မရှိတာမျိုးတွေဖြစ်ရတတ်တယ်ဒါကိုလည်းစိတ်တက်မကြပါနဲ့ခင်ဗျာနော်ငွေကြေးနဲ့ပတ်တိုင်ဝင်လာမယ်တိုးတော့လက်ထက်ပြเสียမှရှိတာမျိုးလူထင်ကြီးခံရတာမျိုးကြီးကြုံရတတ်တယ်အလုတ်ကအလုတ်ကိုင်းနဲ့ပတ်တိုင်ရင်တော့ အရန်ကြီးတိုးချဲ့လောက်ရန်အတွက်ဆိုလို့ရှိရင်တော့ရတယ်ဒါပေမဲ့ကိုကိုတိုင်းဥစည်းဥဆောင်မလုပ်ဘဲနဲ့တပားသူကိုယုံပြီးလုပ်တဲ့အလုပ်တွေမှာတော့တတိထားစီရင်ရမယ်အထက်သဖြင့်အလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေအပျော်ပါနဲ့ပတ်သက်တာမျိုးလေးတွေကြွေတလဲကြက်တခုလုပ်တဲ့လုပ်ငန်းလေးတွေမတိကျမရရတဲ့ကိစ္စလေးတွေကိုရင်းနှီးလှုပ်ဆောင်တာမျိုးလေးတွေဟာမတည်မြဲနိုင်ဘူးအဆင်မပြေနိုင်ဘူးမတိုးတက်နိုင်ဘူးဒါကြောင့်မိတ်ဆွေတို့အနေနဲ့တိကျတေချာသောလုပ်ကိုယ်သာလုပ်ပါအဲ လောင်ကြီးစားလုပ်တဲ့လုပ်တွေအလောင်းကစားနဲ့ပတ်သက်တာမျိုးတွေဒီအပျော်ပါနဲ့ပတ်သက်တာမျိုးတွေဒီသတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်ဖြစ်နိုင်လို့ရှိရင်မိတ်ဆွေတို့နဲ့ဒီကလအတော်တွေမှာဆိုလို့ရှိရင်အဲ အရန်ကြီးပေါ့ကြီးကြီးမားမားကြီးကိုယ့်အပေါ်မှာပြောင်းလဲတက်ရောက်မှုရှိတဲ့အလုပ်တွေကိုမရင်းနှီးမလုပ်ဆောင်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်မိမိမကြွန့်ကျင်တော့ level ဒီမှာရင်းနှီးလုပ်ဆောင်တာမျိုးတွေဟာသတိထားစင်နေရမယ်အလုပ်ကံရာထူးနဲ့ပတ်သက်လာရင်လည်းတစ်ခုကိုမတည်ကြဘဲနဲ့သေးပဲနဲ့တစ်ခုကိုဆွန့်လွတ်လိုက်ရတာမျိုးလေးတွေကြောင့်နောက်မှလည်းတစ်ဖက်မှလည်းအဆင်မပြေနဲ့နှစ်ဖက်အဆင်မပြေပဲနဲ့မိတ်ဆွေတို့အနေနဲ့တချို့တည်ကြတဲ့လုပ်ငန်းရာထူးလုပ်ကံနဲ့ပတ်သက်ရင်ရာထူးတိုးဖို့ရာထူးတက်ဖို့တော့အားနည်းတယ်လုပ်ငန်းပြောင်းဖို့အလုပ်ပြောင်းမှုဆိုရင်လည်းတစ်ခုခုကိုတည်တည်ချာချာ တေချာပြီဆိုတော့မှသာလုပ်ပါမဟုတ်ပဲဒီဘက်ကထွက်ပြီးဟိုဘက်ကလုတ်เสียမှရှိတာမျိုးလေးကြီးကြုံရတက်တော့ကာလာဖြစ်ပါတယ်လက်ရှိမှာထို့အတူပဲမိတ်ဆွေတို့အနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက် လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လာရင်နှုတ်အားဖြင့်ဂတိတည်တဲ့ကိစ္စလေးတွေမှာအပြတ်သဘောလေးတွေဆောင်ရတာမျိုးလေးတွေကြောင့်မိတ်ဆွေအပေါင်းအသင်းညီကိုဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လာတဲ့အခါမှာအဲနည်းနည်းလေးစကားအပေအဖတ်တင်ပြီးတော့လက်တွေ့မှာအလုံးမတွင်တဲ့ကာလမျိုးတွေဖြစ်ရတတ်တဲ့အတွက်ဘာကိုလုပ်လို့စာချုပ်စာရမ်းနဲ့တိတိကျကျလုပ်ပါညီကိုမောင်နှမတွေကြောင့်စိတ်တော့ကပေးရတာမျိုးလေးစိတ်တော့ကပေးရတတ်တဲ့ဆွေမျိုးနဲ့ပတ်သက်လာရင်တနည်းလားသာသမီးတွေကဒီတစ်ပတ်တာအတွင်းဒီမှာဆွေမျိုးများအိမ်မလာရလို့စိုင်းပုတ်တက်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့ရဲ့ဒီပတ်တာအတွင်းမှာဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ညီကိုမောင်နှမကိစ္စလေးတွေ ောင်းကြံပြဿနာအတိုက်ခိုက်လေးတွေမဟုတ်ဘဲနဲ့သူတို့ကြောင်းစိတ်ပြန်ပြန်လာတာမျိုးစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတဲ့အတွက်ဖြစ်နိုင်လို့ရှိရင်ဆွေမျိုးသားချင်းကံကတော့ညံ့ပါလေမိဆွေတစ်တေရရှိတတ်ပြီးတော့ငွေကြီးကူကူညီတွေမထင်မထားပဲနဲ့နော်မမျော်လင့်ထားပဲနဲ့အခွင့်လန်းကောင်းတွေပေါ်လာရတတ်တယ်လို့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်ဆက်တူလုပ်ငန်းတွေမလုပ်နဲ့ဥစည်းဥဆောင်တဲ့အခါမှာကိုယ်အမိခံပြီးကိုယ်ကိုယ်တိုင်ဥစည်းဥဆောင်လုပ်တာမျိုးဟာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါလေမဖြစ်ပေါ်လာသေးသောကိစ္စတွေကိုနှုတ်ကနေကြိုတင်ဖွင့်ပြောတာမျိုးတွေဟာကံရဲ့အားနည်းမှုအားရော မှုကိုဖြစ်စေတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့မဖြစ်ပေါ်လာသောကိစ္စတွေကိုစိတ်ထဲမှာပဲထားပြီးတော့လုပ်ပါဒါဆိုအဆင်ပြေအောင်မြင်ပါလိမ့်မယ်ဘာကိုဖြစ်ဖြစ်စိတ်ထဲမှာဆက်ခနဲ့ပေါ်လာတဲ့အရာတွေကိုဝုန်းကနေတိုင်းကနေလှုပ်လိုက်ပါအောင်မြင်မယ်တိုးတက်မယ်ဆိုတဲ့ကာလဖြစ်ပါတယ်ထို့အပြင်ဆက်ပစ္စည်းရင်နဲ့ပတ်သက်ရင်ထိခိုက်ရှာနာမှုတွေအနေငယ်ဖြစ်ရတတ်တယ်ဂယူးဆိုင်ပါဆက်ပစ္စည်းရင်နဲ့ပတ်သက်လာဆက်ပစ္စည်းရောင်းလာမျိုးဆက်ပစ္စည်းထွက်သွားလာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့ထိုကိုရောင်းလိုက်လို့မှတုံးမဟုတ်ကိုချီမညံ့နေတဦးတယောက်ကိုအဲခဏပေါ့အမိခံပေးထားလိုက်တာမျိုးတွေဟာကံရဲ့တိုးတက်မှုကိုရရှိဆက်တဲ့ ဲ့ဈေးတက်တော့အပတ်တာဖြစ်တယ်အိမ်တော်ကြီး အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိဘူး။ငါကကဝေးကွာနေတော့အိမ်တော်ဘက်နဲ့ပြန်လဲစုံစည်းရတာမျိုးလေးတွေအမွေကိစ္စလေးတွေကြောင့်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတွေရရှိတတ်တယ်လို့ထူးထူးခြားခြားဒီကာလမှာအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တာယာမှုဒုက္ခမှုအပြည့်ကိုရရှိတတ်တဲ့အတွက်ငါကကအဆင်မပြေသောမိတ်ဆွေများဖို့ဒီကာလတော့ဒီမှာတုံးနဲ့တူတယောက်နဲ့တယောက်နှိမ့်နှိမ့်နိုင်နိုင်နဲ့ဥဆောင်ဆောင်ရပါလုပ်ငန်းကိစ္စအလုပ်ကိစ္စတွေမှာတော့တောင်မှသူတို့နဲ့ဇတိတိုင်းနဲ့သဘောလေးဆောင်လာရင်အောင်မြင်ချင်းတုတ်တက်ချင်းတွေရရှိမယ်ဆိုတဲ့အပတ်တာကာလဖြစ်ပါတယ်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်ငါကကပြောလို့ဆိုလို့ခတ်တော့လင်းယောက်ျားတွေ နဲ့ပတ်သက်လာရင်အုပ်ချုပ်မှုအသည့်ပြောဆိုမှုအသည့်ဂရိကုအသည့်လေးတွေကြောင်းငြိမ်းချမ်းမှုတွေအေးချမ်းမှုတွေကိုရရှိတတ်တဲ့အတွက်ကြောင့်အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပဲပြန်လည်ပြီးတော့အေးချမ်းအောင်တည်ဆောက်နိုင်သောကာလဖြစ်တယ်။အရှင် ဝလူငယ်တွေအရှိအမတော့ရှစ်သူကြီးစားမရှိသူတွေရှစ်သူကြီးစားရရှိတတ်တယ်အိမ်အောင်ကြီးမှဆိုလို့ရှိရင်လည်းတဦးနဲ့တူတယောက်နဲ့တယောက်အရှိအဲ့အရှိအမဆိုရင်တော့တမီးစားဘဝကိုရက်ဆဲပြီးတော့အိမ်အောင်ပြုရဆစ်ဆိုင်ရတိုင်မင်တာမျိုးလေးတွေဆန္ဒပြုတာမျိုးလေးတွေဟာဟိုပြောဆိုတာမျိုးလေးရအောင်မြင်ချစ်တုတ်တက်ရှင်တွေကိုရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အပြင်စုပ်ကောလက်ကောဝင်လာတတ်တဲ့သူကမေတ္တာကြီးနဲ့ပတ်သက်ရင်တင်းလာသားသမီးတွေဟာကြည့်ကြပါလေအဟောင်းကြီးတဲ့အတ္တကလေးတွေကိုသာပြောင်းကြိုက်လိုက်ပါ။ကံကောင်းမှုနဲ့တိုးတက်မှုတွေရရှိတတ်သောအပ္ပတ္တကာလဖြစ်ပါလေခမညာ။ ်ထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီအတွက်ကတည်းကငွေကြီးနဲ့ပတ်သက်ရင်ဘာမှတော့ထူထူတူတူမရှိဘူးငွေကြီးနဲ့ပတ်သက်လာတဲ့အခါသာသမိကိစ္စလေးတွေကြောင်းအလူတန်းကိစ္စလေးတွေကြောင်းဘာသာရေးကိစ္စလေးတွေကြောင်းတော့အခီးသွွားကိစ္စလေးတွေကြောင်းငွေကြီးနဲ့ပတ်သက်အထွတ်များတက်ပင်မဲ့လို့ဘာမှတော့စိုးရိမ်စရာမရှိဘူးကြက်ကြက်တက်တက်ခက်ခက်ခဲခဲမရှိဘူးသာသမိပညာရေးနဲ့ပတ်သက်လို့ရှိရင်စိတ်ရှမ်းသာစရာပဒင်းလေးတွေကြားရတတ်တယ်လို့ပညာရေးနဲ့ပတ်သက်ရင်အဲ စိတ်ချလက်ရှာကိုပြောပြောရွှေရွှေနဲ့နေလို့ရမယ့်ကာလဖြစ်တဲ့အတွက်ပညာရေးကံကောင်းနေသောကာလဖြစ်တယ်။ခရီးသွားကိစ္စလေးတွေမှာဆိုလို့ရှိရင်တော့ဒီပါခရီးသွားမှာဆိုရင်တော့အခွင့်အလမ်းကောင်းနေရရှိတတ်တယ်။အပြော်ပါခရီးသွားနဲ့ပတ်သက်တာမျိုးပညာရေးနဲ့ပတ်သက်တာမျိုးလေးတွေအလုံးနဲ့ပတ်သက်တာမျိုးလေးတွေတွားလို့ရတယ်။ဒါပေမဲ့ပြည်တွင်းခရီးသွားလေးတွေမှာဆိုရင်တော့အဲခြေလန်းခီးနဲ့တွားတာမျိုးလေးတွေဟာအားတာကောင်းမှမယ်။လေချောင်းလန်းနဲ့ပတ်သက်ပြီးတွားတဲ့အခါမှာတတိထားရန်အတွက်တော့အနည်းငယ်လေး လိုပါတယ်ခင်ဗျာကုန်းလန်းတို့ရေလန်းတို့ကစိုးရိမ်စရာဘာမှမရှိဘူးအဲလေလန်းကြောင့်နဲ့ပတ်သက်လာတဲ့အခါအထင်တော်လေးတွေဆုံးရှုံးတာလက်မှတ်ဆုံးတာမျိုးလေးတွေအထင်တော်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒါလေးတွေကိုတော့သတိပြုရန်လိုအပ်ပါတယ်ခင်ဗျာအန်ဒီရကင်းစီရန်ခီးသွားတဲ့အခါမှာမိမိအိမ်ကမျက်စွာဘုရားမှာအဲတောက်ရင်နှစ်ခွက်လူသွားတာမျိုးဖြစ်စီအကယ်၍မှာဒါကမှဟိုဟာဖြစ်တယ်ဆိုရင်ဘေးဘီယာတွေဝေးအောင်လို့မိမိနေနဲ့လမ်းသွားနေဘရားကြော်ကလေးတွေအကြော်လေးတွေရောင်းတဲ့အခါမှာခလေးတွေကိုခွေးတွေကိုဒီလိုမျိုးလေးတွေကျွေးတာမျိုးဝေမျှတာမျိုးလေးတွေဟာဘေးဘီယာတွေဝေးအောင်ဘရားကြော်လူတဲ့သဘောမျိုး ဖြစ်ပါတယ်လို့ထပ်လောင်းပြောကြားပြရစီထို့အပြင်မိတ်ဆွေတို့ဒီလတာအဒီအပတ်တာတို့မှာမလနောက်ဆုံးပတ်တွင်မှာဆိုရင်ကန်နဲ့နဲစီတော့ယာလေးစနေသားသမီးတွေနဲ့ပတ်သက်တာမျိုးစနေရက်တွေမှာလောက်တာမျိုးတွေကအားနေစီတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့29ရက်နဲ့30 31ရက်နေ့တွေမှာအရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်မှာအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိတတ်သောအပတ်တာကာလအပိုင်းရှား ဖြစ်ပါတယ်ခင်ဗျာအဆုံးသတ်လေးတွေမှာအကျိုးပေးသောအရာဟာအဝါရောင်မိုးပြာရောင်ဖြစ်ပါတယ်သတိထားသိနေရမယ့်အရာကတော့အနီရောင်ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အရာရာကိုကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါအရေးကြီးသောကိစ္စတွေအောင်မြင်စေရန်အတွက်ဆိုလို့ရှိရင်တော့နေထွက်တဲ့အရာကိုမျက်နှာမူပြီးအောင်ပြီးအောင်ပြီးအောင်ပြီးဆိုပြီးသုံးချိန်អော်ပြီးတော့လုပ်ငန်းဆောင်တာတွေကိုသွားပါမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအရောင်းတွေအရောင်းထွက်စီဖို့အတွက်ဆိုရင်မိမိရဲ့ဘယ်ဘက်လက်ခွာမှာအမွှေးနံသားလေးဖြန်းပြီးတော့လက်ခုပ်ကလေးတီးပြီးရောင်းကောင်းပါစေဆိုလက်ခုပ်တီးလိုက်ရင်မိမိရဲ့ကုန်ပစ္စည်းရဲ့အရောင်းဝယ်တိုးတက်ပြီးအောင်မြင်လာပါလိမ့်မယ်ဒါဟာပြင်အဆက်စအရာငွေကြေးအခ ာခဲတွေအဆင်ပြေမှုတွေအရရှိစေရအတွက်ဆိုရင်တဲ့မိမိရဲ့အဖေတို့မဟုတ်လင်ယောက်ျားတို့မဟုတ်အလုပ်အရှင်တို့မဟုတ်အမိမိတဲ့ကြီးခဲသူကိုအဲအဲဘယ်လိုပြောမလဲဟိုတောင်းမှန်တာမျိုးယူကျိုးသွားတာမျိုးတို့မဟုတ်လို့ရှိရင်တလိတစားနဲ့တတိယအကြောင်းပါကြောင်းပါကြောင်းလေးတွေမေးပြီးတော့မှလုပ်ငန်းကိစ္စတွေကိုတွားပါရတယ်ဒါဆိုရင်အောင်မြင်ချင်းတုတ်တက်ခြင်းတွေရရှိပါလိမ့်မယ်ဆိုတော့ကံမျိုးဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရရအဆင်ပြေအောင်မြင်တုတ်တက်စီရင် ဆုံးအတတ်ပညာမကောင်းတဲ့ပညာတိုက်ခိုက်လေးကြီးကြောင်းပြူစာတိုက်ခိုက်တတ်တဲ့အတွက်အိမ်မဆိုးရင်မှန်ရင်တော့တတိထားဆင်ကျင်ပေးဖို့လိုအပ်ပါတယ်လို့ပြောရင်းနဲ့ဂျေဆုတမားလေဒါကတနင်္လာသားသမီးတွေမက်စလာနောက်ဆုံးအပတ်အတွက်ဖြစ်ပါတယ်ဆရာငယ်မိတ်ဆွေအားလုံးဗီဒီယိုမြင်ရင်ခွန်ကိုတောင်ညာ293လေးတရှာဝတ်အပ် Telegram မှာဆက်သွယ်နိုင်ပါတယ်အဲဆရာရဲ့မိတ်ဆွေလေးဆရာ TikTok မှာဗီဒီယိုမဟုတ်ပါဘူးလို့ပြောရင်းနဲ့နောက်တစ်ပတ်မှာပြန်ဆုံရပါမယ် See you